ဘာမီရာထရီကံမှာဘလိုမျိုးထူးခြားတဲ့အချက်တွေနဲ့ပြည့်နှံ့နေတာလဲပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါခင်ဗျာ1300ကနေကြိုဆိုလိုက်ပါရီဒီကနေ့တင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့အလွန်ကုန်မှထူးဆန်းတဲ့ဘာမြူရာထရီကန်ထဲမှာဘယ်လိုမျိုးထူးဆန်းတဲ့အချက်တွေပါဝင်နေတာလဲဆိုတာနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါရီ။ ဘာမီရာထရိုင်ငယ်ဆိုတာလေရင်တွေတင်းမောတွေအများဆုံးပျောက်ဆုံးနဲ့ကြောက်စရာအကောင်းဆုံးပင်လယ်နက်ဆိုးတွေရှိတဲ့ဆိုတဲ့အကြောင်းကိုကျွန်တော်မပြောလဲပရိသတ်ကြီးတို့သိပြီးသားဖြစ်မှာပါအင်တာနက်ဆောင်မြင်တာတွေလွန်ခဲ့တဲ့နှစ်ပေါင်း90ကျော်လောက်ကမဂ္ဂဇင်းတွေမှာကိုလေးတကျော်ဖြစ်ခဲ့ပြီးလူတွေရဲ့အာယုံနှင်းမှာစိုးမိုးနိုင်ခဲ့တဲ့သတင်းတပုတ်လေးဖြစ်ပါသည်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့လေးလာတွေ့ရှိသူတွေကတော့ဒါဟာရာသီဥတုအခြေအနေကြောင့်လည်းဖြစ်နိုင်တယ်လို့ UFO လို့မမြင်နိုင်တဲ့ဂျူသားတွေကကမ္ဘာပြင်ကနေလှမ်းယူနေတာမျိုးလည်းဖြစ်နိုင်တယ်လို့အမျိုးမျိုးအဖုံဖုံပြောလာခဲ့ကြပါသည်။ ဒါဆိုရင်ဒီဘာမျူရာထရိုင်ငယ်နဲ့ပတ်သက်ပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အချက်လက်တွေကဘာတွေလဲဘယ်လိုမျိုးထူးဆန်းတဲ့အဖြစ်အပျက်မျိုးတွေဖြစ်ပျက်ခဲ့သည်လဲအသေးစိတ်သိချင်တဲ့ဆိုရင်တော့ဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ကြရအောင်ပါဘာမျူရာထရိုင်ငယ်အကြောင်းကိုမရှင်းပြခင်မှာဘာမျူရာဆိုတဲ့စကားလုံးကိုပြောပြချင်ပါသည်ဘာမျူရာကတော့အတ္တလန်တိတ်သမုဒ္ဒရာတွေကရေတွေပတ်ပတ်လေဝိုင်းနေတဲ့ကျွန်းလေးတစ်ကျွန်းဖြစ်ပြီးဒီကျွန်းကိုဗြိတိရှ်တွေကပိုင်နာဖြစ်ပါသည်။ဘာမျူရာထရိုင်ငယ်ကိုသတ်မှတ်တဲ့မြင်ကတော့အမေရိကန်နိုင်ငံမှာရှိတဲ့မိုင်ယာမီဂန်းကြီးရဲ့ ပေါ်တိုရီကိုကျွန်းဆွယ်နဲ့ဘာမီရာကျွန်းဆွယ်တို့ဆုံတဲ့နေရာလေးကိုဘာမီရာထရိုင်ငယ်လို့ခေါ်ဆိုတာဖြစ်ပါလိမ့်။အမှန်တကယ်တော့ဘာမီရာထရိုင်ငယ်ဆိုတာမြေပုံထဲမှာမပါတယ်လို့လူတွေတရားဝင်သတ်မှတ်ထားတဲ့နေမြေတစ်ခုလည်းမဟုတ်ပါဘူး။ဒီနေရာဟာလူသားတွေဖြတ်တန်းသွားလာလို့မရတဲ့နေရာတစ်ခုအဖြစ်နာမည်ကြီးပြီးလီယင်နေသင်းမော်ရီအများစုပျောက်ဆုံးကြတဲ့နေရာတစ်ခုအဖြစ်နဲ့ကြော်ကြားပါလိမ့်။သိပ္ပံပညာရှင်တွေကတော့ဘာမီရာထရိုင်ငယ်မှာဖြစ်ပေါ်နေတဲ့ပျောက်ဆုံးမှုတွေကအကြောင်းရင်း၃မျိုးကြောင့်ဆိုပြီးခွဲပြီးပြောပြထားပါသေးတယ်။ ပထမချက်ကတော့ရာသီဥတုအခြေအနေအကြောင်းဖြစ်နိုင်တယ်လို့လူသားတွေရဲ့ human error အကြောင်းလည်းဖြစ်နိုင်တယ်လို့ပြောပြထားပြီးနောက်ဆုံးချက်ကတော့သမုဒ္ဒရာရဲ့ဖြစ်လေဖြစ်ထားရှိတဲ့ anomaly တွေကြောင့်ဒီလိုဖြစ်နေတာပါလို့အတိအလင်းထုတ်ပြန်ထားခဲ့ပါသည်။ human error လို့ပြောလိုက်မယ်ဆိုရင်လွန်ခဲ့တဲ့နှစ်ပေါင်း90ကျော်ကလူသားတွေဟာပင်နယ်သမုဒ္ဒရာကိုဖျက်တော့မယ်ဆိုရင်ခင်းမဲ့မိတဲ့စက်ပစ္စည်းရေရေအနေနဲ့လေရင်တွေကိုအသုံးပြုပြီးသွားလာကြရတာဖြစ်ပါသည်။ အထူးသဖြင့်ဒုတိယကမ္ဘာစစ်လောကလာမှာဆိုရင်အမေရိကန်လီယင်တွေကဥရောပမဟာမိတ်တွေကိုထောက်ပံ့နေနေရမှာတခါတလေဘာမူရာဒရီဂန်ကိုဖျက်သွားရတဲ့အတွက်လေယင်ပျောက်ဆုံးမှုတွေနဲ့ကြုံတွေ့ခဲ့ရပါသည်အဲဒီခေတုန်းကဆိုရင်ဒေမိုရီနဲ့လေယင်တွေကခေဝီစက္ကရိယာတွေကိုအသုံးမပြုနိုင်သေးပါဘူးလေယင်မောင်းနေတဲ့လမ်းကြောင်းကိုမြေပြင်ကနေလှမ်းကြည့်နိုင်တဲ့ရေဒါတွေလည်းမပေါ်သေးသလိုတန်လိုက်အိမ်မြောင်ကိုပဲအသုံးပြုပြီးတော့သွားရလာရတာဖြစ်ပါသေးတယ် ဒီလိုခင်မမီတဲ့တင်မော်ရီလေရင်တွေကဘာမြူရာထရိုင်ဂယ်လေးကိုဖြတ်သွားတဲ့အခါမှာလုံအောင်ပြန်ရှာလို့မရတော့လောက်အောင်ပျောက်ဆုံးသွားတဲ့ဖြစ်ရပ်ဆိုတွေနဲ့ကြုံတွေ့ခဲ့ရပါသည်။နောက်ထပ်တွေ့ချီချက်တစ်ခုကတော့ရာသီဥတုဖြစ်ရပ်ပါ။ဘာမြူရာထရိုင်ဂယ်ရဝင်းထဲမှာဆိုရင်အလွန်ကိုမကြောက်စရာကောင်းတဲ့မုန်တိုင်းတွေဖြစ်ပေါ်နေပြီးပြင်းထန်တဲ့လေတွေကလည်းတိုက်ခတ်နေတယ်လို့လေလာတွေ့ရှိသူတွေကသိထားကြရပါသည်။ဒါရီမကသေးပါဘူး။နောက်ထပ်ဖြစ်ရပ်တစ်ခုကတော့ Coriolis effect လို့ခေါ်တဲ့လေပြင်းတိုက်ခိုက်မှုတွေကတနင်္လာနေ့မှာဆူဝေးပြီးတော့ပြင်းထန်တဲ့မုန်တိုင်းတွေအဖြစ်ပြောင်းလဲသွားတဲ့နေရာပါ။အဲဒီလိုနေရာက Bermuda Triangle မှာအများဆုံးတွေ့ရပြီးတော့ Hurricane မုန်တိုင်းလိုမျိုးလေပြင်းမုန်တိုင်းတွေအစားပြုရနေရာတစ်ခုဖြစ်ခဲ့ပါသည်။ Bermuda Triangle နဲ့ပတ်သက်ပြီးတော့ထူးဆန်းတဲ့ဖြစ်ရပ်တွေကိုလူသားတွေကြုံတွေ့ခဲ့ရပါသေးတယ်။အဲဒီဖြစ်ပျက်လေးကတော့1945ခုနှစ်ဒီဇင်ဘာလ9ရက်နေ့မှာကြုံတွေ့ခဲ့တဲ့အဖြစ်ပျက်လေးတစ်ခုဖြစ်ပါသည်။ Tobiro ဘုံကျဲလေရင်နဲ့ Florida ပြည်နယ်လေးကနေထွက်ခွာလာခဲ့ပါသည်။ ဘာမီရာထရီကန်စီရောက်တဲ့အချိန်မှာတော့တန်လိုက်အမြောင်ကလုံးဝအလုံးမလုံးတော့သလိုရေဒီယိုနဲ့အဆက်အသွယ်မရှိတော့ပါဘူး။အဲဒီလိုအချိန်မှာပဲအမေရိကန်ရေတပ်သားတွေဟာပျောက်ဆုံးနေတဲ့လေယာဉ်ကိုအပြင်းထန်လိုက်လံရှာဖွေခဲ့ပေမယ့်အစအနတော်မတွေ့ရှိခဲ့ကြတာကြောင့်လုံးဝလက်လျှော့ခဲ့လိုက်ရပါသည်။ဒီဖြစ်ပျက်နဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်သူတချို့ကရာသီဥတုကြမ်းတမ်းလို့လေယာဉ်ပြတ်ကျနိုင်တယ်လို့လေယာဉ်စီကုန်သွားပြီးပြတ်ကျပြီးပျောက်ဆုံးသွားတာဖြစ်နိုင်တယ်လို့ယူဆခဲ့ကြပါသည်။နောက်ထပ်ပြည်ရတစ်ခုကတော့အမေရိကန်နိုင်ငံက USS Cyclone လို့ခေါ်တဲ့တင်မော်ဒဇင်ပျောက်ဆုံးတာပဲဖြစ်ပါသေးတယ် ဒီဒီမိုဟာအကုန်ပြည့်စည်တွေတည်ဆောင်တဲ့ဒီမိုတစင်ဖြစ်ပြီးတော့အမေရိကန်နိုင်ငံကနေဥရောပတိုက်ကိုသွားဖို့အတွက်စီစဉ်ထားတဲ့ဒီမိုတစင်မှာဒီဒီမိုဟာ1918ခုနှစ်ဖေဖော်ဝါရီလမှာအမေရိကန်နိုင်ငံကနေစတင်ထွက်ခွာခဲ့ပြီးမတ်လ၄ရက်နေ့ကိုရောက်တဲ့အချိန်မှာတော့အမေပြင်းနဲ့လုံးဝအဆက်အသွယ်ပြတ်သွားခဲ့ပါသည်အဲ့လိုမျိုးအဆက်အသွယ်ပြတ်သွားတဲ့အချိန်မှာတော့တာဝန်ရှိသူတွေကတည်တည်ချာချာစုံစမ်းတော့လေဒီမိုရဲ့အစိပ်ပိုင်းတစ်ခုတော့မတွေ့တာဖြစ်လို့ဇာတ်လမ်းမရှာတော့ဘဲလက်လျှော့ခဲ့ကြရပါသည် ။ဒီဖြစ်ပျက်တဲ့ပတ်သက်ပြီးတော့လေကျွမ်းကျင်သူတချို့ကဆက်ချုပ်ရွေးမိသမုဒ္ဒရာလေးမှာနင်းမြုပ်သွားတာဖြစ်နိုင်တယ်လို့ရေငုပ်သင်္ဘောရီရဲ့တိုက်ခိုက်မှုကြောင့်ပြက်စီးနင်းမြုပ်သွားတာလည်းဖြစ်နိုင်တယ်လို့အမျိုးမျိုးခံမှန်းပြောဆိုခဲ့ကြပါသည်။ဒီဖြစ်ပျက်တွေကလွန်ခဲ့တဲ့နှစ်ပေါင်း90ကျော်လောက်ကဖြစ်ပျက်ခဲ့တာဖြစ်ပြီးတော့အခုချိန်မှာတော့ American Timori ဟာ Bermuda Dragon ရဲ့နယ်နိမိတ်ထဲကိုတောင်ဖြတ်ပြီးသွားလာနေကြပြီဖြစ်ပါသည်။ဒီနယ်နိမိတ်ထဲမှာပင်လယ်နက်ဆိုးတွေလည်းမရှိတော့သလို တင်မော်ရီကိုလည်းခင်မီနီပြညာရီနဲ့ပြုတ်လောက်ထားတာကြောင့်အန်နီယရီကိုကြိုတင်ခံမှန်းပြီးလူသားရီရဲ့အသက်ကိုမထိခိုက်အောင်ရှောင်တိန်သွားလာနေကြပြီဖြစ်ပါလိမ့်။ဒါကြောင့်မလို့ဒီကနေ့လိုတိုးတက်နေတဲ့ခေတ်ကြီးထဲမှာဘာမီရာထရီဂန်တွေကိုသွားမယ်ဆိုရင်လေရင်တွေတင်မော်ရီပျောက်ဆုံးမယ်လို့ပြောလိုက်ရင်တော့ယုံနန်းစကားတွေနဲ့မဟုတ်မမှန်ပြောဆိုမှုတွေဖြစ်တဲ့အကြောင်းပရိသတ်ကြီးဘ ഹു တုဒ္ဒရအောင်တင်ဆက်ပေးလိုက်ရပါရခင်ဗျာ။အစောနေ့ကြီးရှုပေးတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုဂျေဇုအထူးပဲတင်ရှိပါရခင်ဗျာ။